အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုမှာတော့ဒီအခုရက်ပိုင်းမှာပေါ့နော် ICC ကိုအပိုးခံလိုက်ရတဲ့ဖိလစ်ပိုင်သမ္မတရိုဒရီဂိုဒူတာတေအကြောင်းကိုအဓိကထားပြီးပြောသားမှာပါခင်ဗျာပထမဆုံးအနေနဲ့ဖိလစ်ပိုင်နိုင်ငံအကြောင်းကိုနိုင်ငံပြောပြချင်ပါတယ်ခင်ဗျာဘာလို့လဲဆိုရင်ဖိလစ်ပိုင်နိုင်ငံဆိုတာကျွန်တော်တို့ရဲ့အရှေ့တောင်အာရှနိုင်ငံတွေထဲကနိုင်ငံတစ်ခုဆိုပေမဲ့ဒီဘာသာရေးအရနိုင်ငံရဲ့နောက်ခံတမိုင်းကြောင်းအရကျွန်တော်တို့နဲ့နည်းနည်းလေးကွဲပြားနေပါတယ်ခင်ဗျာ ဟာဘာသာရေးရဆိုလို့ရှိရင်လည်းပဲအာရှမှာဆိုလို့ရှိရင်မွတ်စလင်နိုင်ငံတွေရှိမယ်ဗိုရာဘာသာနိုင်ငံတွေရှိပါမယ်ခင်ဗျာဒါပေမဲ့ခရီးရနိုင်ငံဆိုတာတော်တော်နည်းပါတယ်ကျွန်တော်သိသလောက်ဆိုရင်တော့နှစ်နိုင်ငံလောက်ပဲရှိပါတယ်အရှေ့တီမောနိုင်ငံနဲ့ဒီဖိလစ်ပိုင်နိုင်ငံပေါ့နော်ဆိုတော့ဖိလစ်ပိုင်နိုင်ငံဆိုတာအရှေ့တောင်အရှမှာရှိပြီးတော့ဂျွန်ပေါင်း9500နဲ့ဖွဲ့စည်းထားတဲ့ဒီအာဆီယံဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပါတယ်ခင်ဗျာဘာသာရေးရဒီနိုင်ငံရဲ့နောက်ခံသမိုင်းကြောင်းရပါတော့ကျွန်တော်တို့နိုင်ငံနဲ့နည်းနည်းလေး꿰ပြားပါတယ်ခင်ဗျာ ဘာလို့လဲဆိုရင်ဖိလစ်ပိုင်နိုင်ငံဆိုတာခရီးယားနိုင်ငံပါခင်ဗျာပြီးလို့ရှိရင်ဆန်ဟာယာဆိုနှစ်လောက်တဲ့ကစပိန်ကိုလိုနီဖြစ်ခဲ့တယ်ပြီးရင်လွတ်လပ်ရတာကြတော့အမေရိကန်နိုင်ငံစီကလွတ်လပ်ရခဲ့တာပါခင်ဗျာဒီကြောင်းကိုသိဖို့ဆိုလို့ရှိရင်ဒီကဘာဘောနော်ပထမအောင်ဆုံးပတ်ခဲ့တဲ့ဒီပါတီနဲ့မာဂျယ်တဲ့အကြောင်းကိုနည်းနည်းပြောပြပါမယ်ခင်ဗျာသူကပိုတူဂီနိုင်ငံသားပါပိုတူဂီဘီရင်အမှုတော်ထံပေါ်ရနေပေါ့နော်အာအိန္ဒိယနိုင်ငံအပြင်တခြားဒီပိုတူဂီနိုင်ငံရဲ့ကိုလိုနီနိုင်ငံတော်တော်များများကို ရောက်ခဲ့ဘူးပါတယ်ခင်ဗျာစစ်တင်လိုက်တိုက်ခဲ့ဘူးပါတယ်ဒါပေမဲ့သူကဒီအိန္ဒိယရဲ့ပေါ်တူဂီပြင်ကန်နဲ့ပေါ့နော်အဆင်မပြေတဲ့အတွက်သူရဲ့မိခင်နိုင်ငံပေါ်တူဂီနိုင်ငံကိုပြန်သွားပါတယ်ပြီးရင်သူကမတူဒီဘာသာရဲ့ကိုလေးလာပါတယ်ခင်ဗျာအဲ့လိုလေးလာရင်လည်းပေါ်တူဂီနိုင်ငံအရှေ့ဘက်ကလာလို့ရှိရင်အိန္ဒိယနိုင်ငံကိုရောက်တာမှန်တယ်ဒါပေမဲ့ဒီအနောက်စုစုထပ်သွားလို့ရှိရင်ပေါ့နော်ဒီတောင်အမေရိကတိုက်ရောက်မယ်ပြီးလို့ရှိရင်တမုတ်တရာယူဖြတ်ပြီးရင်အိန္ဒိယနိုင်ငံကိုရောက်မယ်လို့သူကတွက်ထားပါခင်ဗျအဲ့ဒါကို သူ့ရဲ့ဒီပေါ်တူဂီဘရင်ဟောနော်သူ့ရဲ့အကြံစီကိုတင်ပြပါတယ်ဒီပေါ်တူဂီနိုင်ငံရဲ့အနောက်စုကိုသွားလို့ရှိရင်ဒီတောင်အမေရိကတိုက်ကိုပတ်ပတ် ပြီးလို့ရှိရင်တမုတ်တရားကိုကြော်ပြီးရင်လည်းပဲအိန္ဒိယနိုင်ငံကိုရောက်နိုင်တယ်ဆိုပြီးသူကတင်ပြတာပါအဲ့ဒါကိုပေါ်တူဂီဘရင်ကနေပြီးတော့စိတ်ဝင်စားပါဘူးခင်ဗျာအဲ့ဒီခါကျတော့သူကစပိန်ဘရင်ကိုသွားပြီးတော့ဘောနော်သူ့ရဲ့အကြံစီကိုတင်ပြပါတယ်ဒီအခြေစုကနေထွက်သွားရင်ဒီတောင်အမေရိကတိုက်ပတ်မယ်ပြီးလို့ရှိရင် အိန္ဒိယကိုပြန်ရောက်နိုင်တယ်အဲ့ကြားထဲမှာလည်းပေါ့နော်ဟာဒီဘယ်သူမှမတွေ့သေးတဲ့ဘယ်သူမှမရောက်သေးတဲ့နေမြင့်တစ်တွေရှိနေနိုင်တယ်ဆိုပြီးတော့စပိန်ဘီယံကိုတင်ပြတာပါအမှစပိန်ဘီယံကလည်းစိတ်ဝင်စားပါတယ်ခင်ဗျာပြီးလို့ရှိရင်သူရဲ့အကြံစီပေါ့နော်အထားမြောက်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်ဒီကိုလံဘက်လုံမျိုးပဲပေါ့နော်သူလည်းပဲနေမြင့်တစ်တွေတွေ့ရှိပြီးတော့စပိန်နိုင်ငံအတွက်အကျိုးရှိမယ်ဆိုပြီးယုံကြည်တဲ့အတွက်ကြောင့်မို့လို့စပိန်ဘီယံကနေပြီးတော့ဒီတင်မောင်း၅စီးနဲ့လူ၃၀၀ပေါ့နော်ခီးစင်အတွက် ပေးလိုက်ပါတယ်ခင်ဗျအလိုနဲ့သူရဲ့ဒီကဘာပတ်မဲ့ကလေးချမ်းကြီးကိုစတင်ခဲ့တာနောက်ဆုံးမှာတော့သူရဲ့အစီအစဉ်တိုင်းပဲနောက်ဆုံးသူကတော့ဒီတောင်အမေရိကတိုက်ကိုပတ်ပြီးတော့သမုဒ္ဒရာကိုဖျက်ဖျက်ပြီးတဲ့ခါကျတော့အခုပေါ့နော်ဖိလစ်ပိုင်ဖြစ်လာမဲ့ဂျွန်ဆူတွေတွေ့ရှိပါတယ်ခင်ဗျသူကပေါ်တူဂီနိုင်ငံသားဆိုပေမဲ့သူ့ကိုဒီခီးလမ်းမှာယုံကြည်ခဲ့တဲ့အရင်းနှီးထုတ်ပေးခဲ့တဲ့သူ့ရဲ့ကျေးဇူးရှင်စွိန်ဘင်ရဲ့သားတော်ဖိလစ်ကိုဂုဏ်ပြုတော်အားဖြင့်အဲ့ဒီဂျွန်တွေပေါ့နော် ဖီလီရဲ့ကျွန်းစုတွေဆိုပြီးဂုံဖြူခေါ်ဆိုရာနေပြီးတော့ဖိလစ်ပိုင်ဆိုပြီးတော့ဒါဒီနေ့ချိန်မှာဖြစ်လာတာပေါ့နော်အဲဒီလုံနဲ့သူကအဲ့ဒီဖိလစ်ပိုင်ကျွန်းစုတွေမှာစပိန်ဘီရင်အတွက်ဒီအာနာချဲထွင်းရင်းနဲ့ပဲဓာတုလူမျိုးစုတွေနဲ့တိုက်ခိုက်တဲ့အချိန်မှာစစ်ရှုံပြီးတော့အဲ့ဒီမှာပဲတည်သွားပါတယ်ခင်ဗျာအဲ့ဒီလူမျိုးစုရဲ့ခေါင်းဆောင်ကတော့ mobile legend ဆော်တဲ့လူတွေဆိုရင်တော့တိမဲ့ထင်ပါတယ်ခင်ဗျာဒီလပူလပူဆိုတာပေါ့နော်အဲ့ဒီလူမျိုးစုရဲ့ခေါင်းဆောင်ပါခင်ဗျာလွန်ခဲ့တဲ့၃နှစ်တော့ကသူတို့စားထွက်လာတော့ကတော့ဒီမာဂျဲနဲ့ဦးဆောင်ပြီးတော့တင်မောငါးစီလူ၃၀၀နဲ့ထွက်လာတာပါ ဒါမဲ့နောက်ထပ်၃နှစ်လောက်ကြာပြီးတော့စပိန်နိုင်ငံကိုပြန်တဲ့အချိန်မှာတော့ဒီမိုဒစီနဲ့လူ20လောက်ပဲပါသွားပါတယ်ခင်ဗျာစိတ်မကောင်းစွာနဲ့ပဲအဲ့ဒီခီးစဉ်မှာပေါ့နော်မာဂျဲလင်ကတော့လည်းမပါနိုင်ခဲ့ပါဘူးဒါမဲ့သူရဲ့ခီးစဉ်ကတောင်မြင်ခဲ့တယ်လို့ပြောလို့ရတာပေါ့နော်အဲ့လိုနဲ့စပိန်အုပ်ချုပ်ရေးအဖွဲ့တွေရောက်လာပြီးတော့ဖိလစ်ပိုင်နိုင်ငံကိုလာပြီးတော့ကိုလိုနီပြုတာပေါ့နော်ဆိုတော့အဲ့ဒီချိန်က15ရာစုကျော်လောက်ပဲရှိပါသေးတယ်ခင်ဗျာမြန်မာနိုင်ငံမှာဆိုရင်တော့ဒါမင်းကြီးညိုတို့တပင်ဆွေတီတို့ဒီဒုတိယမြန်မာနိုင်ငံကိုစတင်ချဲ့ထွင်ဖို့ကြိုးစားနေတဲ့အချိန်လေးကဖိလစ်ပိုင်နိုင်ငံက ဒီစပိန်ကိုလိုနီဖြစ်ခဲ့ပါတယ်ခင်ဗျာအရှေ့တောင်အာရှနိုင်ငံတွေထဲမှာဆိုရင်ဒါကိုလိုနီအစိုးဆုံးဖြစ်တဲ့နိုင်ငံလို့တော့ပြောလို့ရပါတယ်ခင်ဗျာအလုံးနဲ့စပိန်လက်အောက်နှစ်300ကျော်လာပါတော့ကြားရောက်ပြီးတဲ့အချိန်မှာတော့အရင်ကမွတ်စလင်ကိုကိုွယ်တဲ့တူတဲ့ဒီနတ်ကိုွယ်တဲ့ဂျွန်သားတွေကခရင်ဘာသာတွေဖြစ်လာပါတယ်ခင်ဗျာဘာလို့လဲဆိုရင်အဲ့ဒီချိန်ကစပိန်ရဲ့ဒီအုပ်ချုပ်ရေးပုံစံကပါတော့ဒီစပိန်အာဏာပိုင်တွေနဲ့ ဒီဘာသာရေးအကြီးအကဲတွေကတွဲပြီးအုပ်ချုပ်တာပါဒီခြေရွာတွေမှာဆိုလို့ရှိရင်ဘာသာရေးအကြီးအကဲတွေအာဏာစက်ကပို့ပြီးတော့တက်ရောက်တာပါခင်ဗျအဲ့ဒါကြောင့်မလို့ဖလပိုင်လူမျိုးတွေကသူတို့ဘာသာရေးယဉ်ကျေးမှုဘာသာစကားကအစစပိန်ဘာသာစကားစပိန်ယဉ်ကျေးမှုတွေအစားထိုးခံရတာပါခင်ဗျအဲ့ဒါကြောင့်လည်းဖလပိုင်နိုင်ငံရဲ့ဒီအာဇာနည်ခေါင်းဆောင်ဒေါက်တာရီဆယ်ဆိုတာဒီဖလပိုင်အုပ်ချုပ်နေတဲ့ဘာသာရေးခေါင်းဆောင်တွေကို ဝေဖန်ခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီစပိန်အာဏာပိုင်တွေရဲ့တပစ်ချင်းကိုခံခဲ့ရတဲ့သူပါခင်ဗျာအဒီလိုနဲ့နှစ်300ကျော်လောက်စပိန်ကိုလိုနီလက်အောက်ကျရောက်ပြီးတဲ့အချိန်1898ခုနှစ်မှာတော့စပိန်နဲ့အမေရိကန်စစ်ပွဲဖြစ်ပါတယ်ခင်ဗျာအဲဒီစစ်ပွဲရဲ့အစကတော့ဒီစပိန်ကိုလိုနီနဲ့မြေဖြစ်တဲ့ဂျူဘာနိုင်ငံပေါ့နော်အဲဒီချိန်ကဂျူဘာနိုင်ငံဆိုတာဒီစပိန်လက်အောက်ကလွတ်လပ်ရဖို့ကြိုးစားနေတဲ့အချိန်ပါခင်ဗျာအဲ့မှာဟာဗာနာစိတ်ကမ်းမှာရပ်ထားတဲ့ဒီအမေရိကန် USMA ပေါ့နော်အဲဒီဒီမော့မီလောင်ဖြစ်ပါသွားပါတယ်ခင်ဗျာ အဲ့ဒါကိုအမေရိကန်နေပြီးတော့စပိန်လက်ချက်လို့ထင်ပါတယ်အဲ့ဒါကိုအခြေခံပြီးတော့စပိန်နဲ့ဒီအမေရိကန်နဲ့စစ်ပွဲဖြစ်တာပေါ့နော်နောက်ဆုံးမှာစပိန်ကရှုံးသွားပါတယ်ခင်ဗျအမေရိကန်အနိုင်ရပြီးတော့ဒီကျူဘာကျွန်းလည်းရလိုက်တယ်ပြီးရင်ပေါ်ရိုရီကိုကျွန်းလည်းရတယ်ပြီးရင်ကူအန်ကျွန်းလည်းရလိုက်တယ်ဖိလစ်ပိုင်ကိုလည်းရလိုက်ပါတယ်ခင်ဗျဖိလစ်ပိုင်ကိုကျတော့ဒီဒေါ်လာတန်းနဲ့ဆင်နေပေါ့နော်စပိန်ကိုနိနာကြီးပေးပြီးတော့ ဝေလိုက်တဲ့သဘောနဲ့လှုပ်လိုက်တာပါခင်ဗျအဲ့ဒီအချိန်မှာဖိလစ်ပိုင်ကျွန်းကိုအမေရိကန်တွေလည်းရောက်လာတယ်သူတို့ကိုလိုနီဖြစ်သွားတယ်ဆိုတော့ဖိလစ်ပိုင်ကျွန်းတိုင်းနဲ့အမေရိကန်နဲ့စစ်ပွဲဆဖြစ်ပါသေးတယ်ခင်ဗျဘာဖြစ်လို့ဆိုဖိလစ်ပိုင်တွေကပေါ့နော်သူတို့စပိန်ကိုလိုနီလက်အောက်ကလွတ်မြောက်ချင်တာမှန်တယ်ဒါပေမဲ့အမေရိကန်လက်အောက်လည်းသူတို့မရောက်ချင်ပါဘူးသူတို့လွတ်လပ်ရေးလိုချင်တာပါဆိုတော့အမေရိကန်နဲ့ဖိလစ်ပိုင်ပေါ့နော်စစ်ပွဲတွေဆဖြစ်ပါသေးတယ်ခင်ဗျအဲ့ဒီစစ်ပွဲရဲ့ရလက်အနေနဲ့အမေရိကန်နေပြီးတော့လွတ်လပ်ရေးပြင်မယ်ဆိုတဲ့ကတိကိုရလိုက်ပါတယ်ခင်ဗျ တကယ်လို့ဒီစစ်ပွဲတာမရှိခဲ့ဘူးဆိုရင်တော့ဖိလစ်ပိုင်ဆိုတာကအမေရိကန်နိုင်ငံရဲ့ဘီနယ်တစ်ခုလည်းဖြစ်ဖြစ်နေနိုင်တာပေါ့နော်အဲ့လိုနဲ့အမေရိကန်လက်အောက်ကို140လောက်ကျရောက်ပြီးတဲ့အချိန်မှာတော့အရင်ကပေါ့နော်ဒီစပိန်စကားပြောတဲ့ဖိလစ်ပိုင်နိုင်ငံကနေပြီးတော့အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံတစ်ခုဖြစ်လာပါတယ်ဒီနေ့မှဆိုရင်ဒါအင်္ဂလိပ်စကားပြောတဲ့လူဖိလစ်ပိုင်မှာ90ရာခိုင်နှုန်းကျော်လောက်ရှိတာပါခင်ဗျာဖိလစ်ပိုင်မှာလူတန်း100ကျော်ရှိတဲ့အတွက်ကြောင့်မလို့90ရာခိုင်နှုန်းကျော်ဆိုရင်ဒါတန်း50လောက်ကအင်္ဂလိပ်ဘာသာစကားကိုအသုံးပြုနေတာပါခင်ဗျာအလိုနဲ့1940ရောက်တဲ့အချိန်မှာတော့ဂျပန်လက်အောက်ကျရောက်ခဲ့တယ်ပြီးလို့ရှိရင်စစ်ပြီးတဲ့အချိန်ပေါ့နော်ဂျပန်လက်နဲ့ချန်တဲ့အချိန်မှာဒီအမေရိကန်ပြန်ရောက်လာတယ်1946မှာတော့ ဖိလစ်ပိုင်နိုင်ငံကလွတ်လပ်ရခဲ့ပါတယ်ခင်ဗျာဒါကတော့ဖိလစ်ပိုင်နိုင်ငံဖြစ်ပေါ်လာပေါ့အချင်းချင်းလေးပေါ့နော်နောက်ထပ်ပေါ့နော်စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကကြတော့ဖိလစ်ပိုင်နိုင်ငံရဲ့အလံပါ ဒီအလံအကြောင်းသိထားမှဆိုလို့ရှိရင်လည်းပဲဖိလစ်ပိုင်နိုင်ငံရဲ့တမန်ကြောင်းပေါ့နော်ဒဇိတိတိတာကိုတည်ပြီးသားဖြစ်သွားမှာပါခင်ဗျာအလံရဲ့အပေါ်ကပေါ့နော်အပြာရောင်ကြတော့ဒီငြင်းငြမ်းမှုဒီငြင်းမှုကိုကုစားပြုထားတာပါပြီးအောက်ကဒီအနီရောင်ကြတော့ရေရင်မှုတိုက်ခတ်မှုကိုကုစားပြုထားတာပေါ့နော်ဆိုတော့အဖြူရောင်ကြတော့တန်ဆင်မှုတရားမျှတမှုကိုကုစားပြုထားတာပါခင်ဗျာအဲ့ဒီအဖြူရောင်ထဲမှာမှနေပုံစံပေါ့နော်အဝိုင်းလေးကရောင်ကြီး၈ခုရှိပါတယ်အဲ့ဒီ၈ခုကစပိန်ကိုတော်လန်ခဲ့တဲ့အချိန်မှာပေါ့နော်စပြီးတော့တော်လန်ခဲ့တယ်ဒါ မျိုးပေါ့နော်ရှစ်ခုကိုကိုစားပြုထားတာပါခင်ဗျာပြီးရင်ဒေါက်သုံးခုမှာခြေသုံးလုံးရှိပါတယ်အဲ့ဒီခြေသုံးလုံးကလည်းပဲဖိလစ်ပိုင်နိုင်ငံရဲ့ဒီမြောက်ပိုင်းအလယ်ပိုင်း တောင်ပိုင်းဆူပြီးတော့ဗောနော်ဒီ၃ပိုင်းခွဲထားတာကိုကိုစားပြူလာတာပါခင်ဗျာပြီးရင်နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကကြတော့ဒီဖိလစ်ပိုင်နိုင်ငံအလံဗောနော်အခုအနေထားပုံမှန်ဆိုလို့ရှိရင်ဒါအလံအပြာရောင်အပေါ်ကပုံမှန်ပါပဲဒါပေမဲ့ပြောင်းပြန်လုပ်ပြီးတော့အနီရောင်အပေါ်တင်လိုက်မယ်ဆိုလို့ရှိရင်ဒါစစ်ဖြစ်နေတယ်ဆိုတဲ့အထိမ်းမှတ်ပါခင်ဗျာအဲ့ဒါကိုဒီဒုတိယကဘာစစ်ဗောနော်ဂျပန်နဲ့တိုက်ခိုက်နေတဲ့အချိန်မှာဖိလစ်ပိုင်နိုင်ငံအလံဗောနော်ပြောင်းပြန်လုပ်ခဲ့ဘူးပါခင်ဗျာဒါလည်းစိတ်ဝင်စားဖို့ကောင်းလာဗောနော် သမရတွေရှိခဲ့တယ်လို့မျိုးပဲဒီနိုင်ငံပေါ့နော်အာနာရှင်စစ်စံအုပ်ချုပ်ခဲ့တဲ့ပါရီနမ်မှာကိုလိုမျိုးဒီအာနာရှင်လည်းအုပ်ချုပ်ခဲ့ဘူးပါတယ်ခင်ဗျအဲဒီအထက်မှာမှအခုလက်ရှိ ICD ပို့ခံလာရတဲ့ဒီရိုဒရီကိုဒူတာဒေးဆိုတာကတော့ဖိလစ်ပိုင်နိုင်ငံရဲ့16ရက်မြောက်သမရပါခင်ဗျ2016ကနေပြီးတော့ 2022ထိပေါ့နော်တမရတဝန်6နှစ်ထမ်းဆောင်ခဲ့တဲ့သူပါခင်ဗျာဖိလစ်ပိုင်တမရဒုတာဒေးကို1945ခုနှစ်ဒီဖိလစ်ပိုင်နိုင်ငံလွတ်လပ်ရေးမရခင်မှာမွေးခဲ့တဲ့သူပါခင်ဗျာ1988ကနေပြီးတော့ဒီ2016ခုနှစ်ထိကိုဒီဒါဘာဝမျိုးလုံးဝင်ဖြစ်လာဒူမျိုးလုံးဝင်ဖြစ်လာရင် နှစ်20လောက်ပေါ့နော်အဲဒါဘာအောင်မြို့မှာအုပ်ချုပ်ခဲ့တဲ့သူပါခင်ဗျအဲ့ဒီကာလမှာဖိလစ်ပိုင်နိုင်ငံမှာပေါ့နော်မူရခိုင်တွေမူရစီပြဿနာတွေအများအပြားကြုံတွေ့နေရတာပါဥပမာဒီမူရခိုင်အချင်းချင်းတပ်ဖြတ်တာတွေမူရခိုင်ခေါင်းဆောင်တွေဒီဆေးရောင်းတဲ့လူတွေကနေပြီးတော့ဒီကလေးသူငယ်တွေကိုငွေကြေးနဲ့ဖျားယောင်းပြီးတော့ဒီဈေးတွေလိုက်ပို့ခိုင်းတာလိုက်ရောင်းခိုင်းတာတွေရှိတယ်လို့မျိုးပဲအတင်းအကျပ်ပေါ့နော်ချင်းချောက်ပြီးတော့ဈေးရောင်းခိုင်းတာတွေပါလေရှိပါဒါမိုင်းမှလည်းရှိတာပေါ့နော်။ဘာလို့လဲဆိုတော့ကလေးတွေကိုအုံချပြီးဈေးရောင်းခိုင်းမယ်ဆိုလို့ရှိရင်ဒီရဲတွေကနေပြီးတော့ ဒီကလေးတွေဆိုရင်တိတ်ပြီးတော့အစ်စင်မရှိပါဘူးဖန်းနာစီတာတွေမလုပ်ဘူးပေါ့နော်အဲဒါကြောင့်မလို့ဒီဆေးတွေပို့တာဆေးတွေရောင်းတာတွေမှာဒီဆေးရောင်းတဲ့သူတွေကအတမပြည့်သေးတဲ့ကလေးငယ်တွေကိုအသုံးချတာတွေရှိပါတယ်ခင်ဗျာပြီးရင်အဲဒီနောက်ဆက်တွဲအနေနဲ့ပေါ့နော်ဒီလူတက်မှုတွေရာဇဝတ်မှုတွေခိုးမှုတွေဒီလူရဲမှုတွေဆိုတာလေဖိလစ်ပိုင်နိုင်ငံမှာမကြားချင်မှအဆုံးပါအဲ့ဒီချိန်မှာ ဆိုတော့မွေးစီဝါအလောက်ပြန့်နှံ့နေတာရဲတွေကမသိဘူးလားဗောနော်ရဲတွေမဖမ်းဘူးလားဆိုတော့မွေးစီဝါဒီရောင်းတဲ့သူတွေနောက်ကွေမှာဗောနော်ရဲရရှိတဲ့ဒီဖိလစ်ပိုင်နိုင်ငံရဲ့အာဏာရှိတဲ့သူတွေကိုယ်တိုင်တော့ပါဝင်နေတယ်ဆိုပြီးတော့စွပ်စွဲကြတာပါခင်ဗျအဲ့တော့မွေးစီဝါအလောက်ပြန့်နှံ့နေတဲ့နိုင်ငံမှာလက်ပေးလက်ယူဆိုတာလေအများပြားရှိတာပြည်သူတွေကနေပြီးတော့အစိုးရကိုစိတ်ပြတ်နေတဲ့အချိန်ပါခင်ဗျအဲ့ဒီအချိန်မှာဒီတာဘာကိုမျိုးတော်မှာပေါ့နော်ဒူတာဒီကနေပြီးတော့ဒီစေးသမားတွေကို စောချင်းနေတာပါဒါပေမဲ့သူ့မှာလုတ်ပိုင်ခွင့်အာဏာကအများကြီးမရှိပါဘူးဟိုတဒင်းရလို့ဒါမှမဟုတ်တရားရောတဒင်းပေးလို့ပေါ့နော်ဒီမွေးခိုင်ကောင်းဆောင်မွေးရောင်တဲ့သူတွေတဖမ်းပြီဆိုလို့ရှိရင်လည်းပဲတော့ဖမ်းတဲ့ရဲတွေကိုယ်တိုင်ကကြိုပြီးတော့တဒင်းပေးလိုက်ပြီးတော့ရှောင်ခိုင်းတာတွေပြေးခိုင်းတာတွေပြီးရင်ဒီပစ္စည်းတွေရှင်းခိုင်းတာတွေလုတ်လိုက်တော့ကြောင့်မလို့ဘာမှမရှိတော့ပါဘူးတန်တဲ့လူကတော့မှာပေါ့နော်လိန်ပြီးတော့တိုင်တယ်လို့ဖြစ်လာတာတွေရှိပါတယ်အဲ့ဒီအချိန်မှာဒူတာဒေကနေပြီးတော့သူ့ရဲ့မျိုးမှာပေါ့နော်ဒါပါဟုမျိုးမှာဒါပါဟုလက်မျိုးဖွဲ့ဆိုပြီးတော့ဖွဲ့လိုက်ပါတယ်အဲ့ဒီဖွဲ့ရတော့ဒီတရားမဝင် ဖွဲ့ပါခင်ဗျာ သူကဒီရဲလိုမျိုးလည်းမဟုတ်ဘူးစစ်တားလိုမျိုးလည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လက်နက်ကင်ကိုင်းတစ်ခုလိုမျိုးပဲသူကဘာလုပ်လဲဆိုတော့တရားဥပဒေနဲ့ပြေရှင်းလို့မရတဲ့မွေးကိုင်းကောင်းဆောင်တွေခိုးမှုကျူးလွန်သူတွေပြီးရင်မရင်းသမားတွေပေါ့နော်အဲ့ဒီအဖွဲ့ကိုအုံပြုပြီးတော့လိုက်တက်ခိုင်းတာပါခင်ဗျပထမပိုင်းမှာတော့ဒါသူတို့ချင်းချင်းပဲဒါဟိုစကြက်လူကြီးနဲ့တတ်တလို့လို့ဘာလို့လို့နေပါတော့ပြည်သူတွေကမသိပါဘူးနောက်ပိုင်းမှာတော့ဒီအဖွဲ့ကလည်းဖမ်းလို့မမိဘူးတကယ်လို့များဒါလူစုခိုင်းတစ်ခုခုဆိုရင်တော့ဒီတစ်ခုတစ်ခုလုံနေတယ်ဆိုရင်မကြောက်ဖမ်းမိမှာပါတော့ဒါမဲ့အဲ့ဒီအဖွဲ့ကိုကြတော့ဖမ်းမမိပါဘူး မပြည်သူတွေကနေပြီးတော့ဟာဒါဆိုရင်တော့အဲ့ဒီဖွဲနောက်မှာဒါမျိုးတော်ဝင်ကနေပြီးတော့နောက်ကွယ်ကဘာနေမလားမသိဘူးဆိုပြီးတော့ဂျိမ်းမိလာကြပါတယ်ခင်ဗျာပြည်သူတွေကိုယ်တိုင်းလည်းပဲပြည်ထန်ပေးသူဒါဘာဟိုရဲ့တင်မင်းတက်ဆိုပြီးတော့ဒီမိုးရစ်စီခေါင်းဆောင်တဲ့ဒီမလိန်သမားတွေပေါ့နော်ရဲတပ်ဖွဲ့တွေဥဆောင်ပြီးတော့လိုက်တက်နေတာပါခင်ဗျာအဲ့ခါကျတော့ပြည်သူတွေကဒီဒါဘာကိုလက်မြင့်အဖွဲ့နောက်မှာလည်းပဲသူရှိနေမှာဆိုတော့ပို့ပြီးတော့တိလာတာပေါ့နော်အဲ့ဒါကတခြားနိုင်ငံမှာဆိုလို့ရှိရင်ပြဿနာအကြီးကြီးတက်သွားနိုင်ပါတယ်ပြည်သူတွေကနေပြီးတော့ဆန့်ကျင်လာနိုင်ပါတယ်ခင်ဗျာဒါပေမဲ့ ဖိလစ်ပိုင်မှာကျတော့အဲ့လိုမဟုတ်ပါဘူးပြည်သူတွေကသဘောကျလာပါတယ်ဟာအစိုးရတော့မှနှိမ်နှင်းမနိုင်တဲ့ဒီအဖွဲ့တွေကိုဟာဒီမျိုးတော်ဝင်ကတော့စွန်နေပြီဆိုပြီးတော့ပြည်သူတွေကနေပြီးတော့ဒူတာဒေးပေါ့နော်ပို့ပြီးတော့သဘောကျလာတယ်ပို့ပြီးတော့အားပေးလာကြပါတယ်ခင်ဗျအဲ့ဒီအချိန်မှာပဲဒူတာဒေးရဲ့ဦးဆောင်မှုကြောင့်ဒီဒါဘာကိုမြို့မှာပေါ့နော်မွေးရစေးနဲ့ပတ်သက်တဲ့ရာဇဝမှုတွေကလည်းတော်တော်လေးရောကျလာတာပါခင်ဗျအဲ့ဒီခါကျတော့ပြည်သူတွေကပို့ပြီးသဘောကျလာပါတယ်ဟာဒီမျိုးတော်ဝင်ကသူ့မှာလောက်ပိုင်ခွင့်အလောင်းမရှိဘူးဒါတော့မှသူက မရရတဲ့အနေနဲ့လုပ်နေတယ်။သူမှသာလောဘခွင့်ပြေဝရှိမယ်။သူသာတမန်တော်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဆိုတဲ့စိတ်ကူးနဲ့ပေါ့နော်။ဒီသူတွေကနေပြီးတော့သူထောက်ခံလာကြပါတယ်ခင်ဗျာ။အလုံးနဲ့2016ခုနှစ်မှာတော့ဒူတာဒီကနေပြီးတော့ဒီဖိလစ်ပိုင်နိုင်ငံရဲ့တမန်တော်အဖြစ်ရွေးခန့်တာပေါ့နော်။အမှတမန်တော်လောင်းအဖြစ်မဲဆွဲစီယုံတဲ့ဟိုက တခြားနိုင်ငံကြီးကောင်းဆောင်နဲ့မတူပါဘူး။သူကကြင်ကြင်တန်တန်ပြောတာပါ။ဥပဒေဘွေးရတာလူတယောက်ကပြောဆိုနေတဲ့ပုံစံမျိုးမဟုတ်ပဲနဲ့ဒီဥပဒေနဲ့မညီတဲ့စကားတွေကပြောတာပါ။ဘယ်ဆိုစီယုံအချိန်မှတည်းကပါနော်။ဒီစီသမားတွေကတော့တတ်ပြစ်မှာနော်။ ပြီးရင်ဒီသူတို့ဒီချောင်းနဲ့မျောပြင်းမြစ်တယ်ပေါ့နော်အဲဖိလစ်ပိုင်မှာရှိတဲ့မြစ်တယ်ကမျောပြင်းမှာတတ်ပြီးအဲလိုမျိုးလေးကိုရှောက်ပြောနေတာပါခင်ဗျအဲ့ဒီအတွက်ကြောင့်မို့လို့ဒီသူ့ကိုပေါ့နော်ဒါဖိလစ်ပိုင်နိုင်ငံရဲ့ဒေါ်လန်ဆန်းတော်တင်စားပါတယ်ခင်ဗျဘာလို့ဆိုဒေါ်လန်ဆန်းကလည်းအချိန်မှာမဲဆွဲစီဝင်စင်းတဲ့အချိန်မှာရက်ွက်စကားရက်ွက်ပြောတဲ့ပုံစံမျိုးပြောတာပါခင်ဗျဒါပေမဲ့အဲ့ဒါကိုပြည်သူတွေကလည်း ကြိုက်ခဲ့ပါသူထောက်ခံခဲ့ကြပါတယ်ခင်ဗျအဲ့လိုနဲ့သူတမရဖြစ်လာပါတယ်တမရဖြစ်လာပြီးဆိုတာနဲ့သူကနေပြီးတော့ဒီမွေးစေဝါစီပွဲဆိုပြီးတော့ဆင်နွှဲပါတယ်ခင်ဗျအမရေတက်ဖွဲ့တွေအာနာပြေးဝပေးလိုက်ပါတယ်ဒီမွေးစေတမားတွေကပေါ့နော်ခုခန့်နဲ့တောင်ထွက်ပြေးဖို့ကြိုးစားရတဲ့ဆိုရင်ပြိမဲ့ကိုပေးတာပါခင်ဗျအားကြောင့်မို့လို့မွေးစေဝါတမားတယောက်ကဒီရေသဘောထားပုံမူတည်ပြီးတော့တည်ခြင်းဆင်ခြင်းဖြစ်လာပါတယ်မွေးစေဝါတမားတွေအများပြားထောင်နဲ့ချီပြီးတော့တည်ရပါခင်ဗျမွေးစေရလည်းပဲတိတိတိတာရောကြလာပါတယ်ဒါပေမဲ့ ပြဿနာပါเนาะဒီငွေစည်းဝါးနဲ့မဆိုင်တဲ့လူတွေပါဖန်ခံရတာပါအတက်ခံရတာပါခင်ဗျအဲ့လိုမျိုးလဲတက်ပြရောငွေစီတမားတော်တော်လေးရောကြပါပါတယ်ခင်ဗျဒီလိုဆိုရင်ဒီရေစခန်းသွားပြီးတော့ဗောနကျွန်တော်ရင်းဆေးဆွဲခဲ့ဒါပေမဲ့အခုလောကမတောက်တော့ဘူးဆိုပြီးတော့ဒါဒီခံဝန်ကလေးထိုးတာဗောနအဲ့လိုမျိုးလုပ်ပြီးတော့အញ្ញလာခံတာပါအဲ့လိုနဲ့ဖိလစ်ပိုင်နိုင်ငံမှာဒါငွေစီဝါဒီရာဇဝမှုတွေကလည်းတော်တော်လေးရောကြလာပါတယ်ဒါပေမဲ့နောက်ဆက်တွဲပြဿနာတွေကလည်းအများကြီးရှိတာပါခင်ဗျ ဘာဖြစ်လို့လဲဆိုတော့ဒီမွေးစည်းဝါးနဲ့မဆိုင်တဲ့သူတွေဒီမွေးစည်းဝါးတုံးနေတယ်ဆိုပြီးတော့တဏှာဝင်တဲ့လူတွေပါဗန်စီခံရတာတပ်ပစ်ခံရတာရှိလာပါတယ်ခင်ဗျာအလုံးနဲ့တနေ့မှာတော့ဒီဒန်ကိုရီးယားဒီစီးပွားရေးလုပ်ငန်းရှင်တရားပေါ့နော်ရေတပ်ဖွဲ့ကနေပြီးတော့မာယုံပြီးတော့တပ်ဖြတ်လိုက်ပါတယ်အထူးခါကြတော့ဒီဖိလစ်ပိုင်နိုင်ငံအစိုးရအဖွဲ့ကနေပြီးတော့မွေးနှိမ်နေရေတပ်ဖွဲ့တွေကိုယာယီရက်ဆိုင်လိုက်ပါတယ်ခင်ဗျာအထူးခါကြတော့ဒီဒူတာဒီကနေပြီးတော့စစ်တပ်တွေပါတယ်ပါအုံပြူတာပါ နောက်ဆက်မှာကျတော့ဒီဇာတိကနေပြီးတော့ဒီအစိုးရဖွဲ့တွေအုံပြုနေမယ်အနေရများပါတယ်အခုတက်လိုက်တာကဒီဒေါင်ကိုရီးယားနိုင်ငံသားမို့လို့နည်းနည်းပြဿနာငယ်ပါတယ်တကယ်လို့ဒါတရုတ်နိုင်ငံသားဒါမို့အမေရိကန်နိုင်ငံသားဆိုရင်ပြဿနာပိုကြီးမှာပါခင်ဗျာအာဆင်နယ်မဖြစ်တော့ဘူးဆိုပြီးတော့ဒီသူအရင်ကတုံးခဲ့တယ်ပေါ့နော်ဒီဒါဘာကိုလက်မယုတ်အဖွဲပုံစံမျိုးပဲဒီဖိလစ်ပိုင်နိုင်ငံမှာအနှံ့အပြားဖွဲ့ပြီးလိုက်ပါတယ်အဲဒီတော့အစိုးရတတ်တာမဟုတ်တော့ သူတို့ဒီတရားမဝင်ဖွဲ့စည်းထားတဲ့ဖွဲ့စည်းရနေပြီးတော့လိုက်တက်ခိုင်းတာပါခင်ဗျအဲ့ဒီခါကျတော့ဒီပြဿနာပို့ပြီးတော့ကြီးလာတယ်ပို့ပြီးတော့ဒီဆိုးကျိုးတွေပုံများလာပါတယ်ဘာလို့ဆိုအပြင်လူကတတ်တာပါရဲတပ်ဖွဲ့ကတတ်တာမဟုတ်ဘူးဥပမာအဲအဲ့ဒီချိန်တော့ပေါ့နော်ဖိလစ်ပိုင်နိုင်ငံမှာလူတရားကိုတတ်ချင်းနေဆိုလို့ရှိရင်သူကဘာပဲလုပ်လို့ငွေစင်းနဲ့ဆိုင်းနေဖြစ်စေမဆိုင်းနေဖြစ်စေတတ်လိုက်ပါတယ်ပြီးလို့ရှိရင်သူရဲ့လက်ထဲမှာပေါ့နော်ငွေစင်းတစ်ထောက်လောက်သွားထည့်လိုက်ပါတယ် အဲ့ဒါဆိုရင်အဲ့ဒီမိသားစုဝင်တွေကလည်းဒီရဲတွေပါတိုင်မြဲပါဘူးခင်ဗျာဟာသူကမွေးရစီရောတုံးပြနေလို့ဒီလက်မီအဖွဲကနေပြီးတော့လက်သက်ဝါလာလာမသိဘူးဆိုပြီးတော့ဒီအကျေအကျေလုံးမရေဘူးပေါ့နော်ရဲတဖွဲတွေကလည်းအဲ့ဒါကိုမွေးရစီလက်မှာတွေ့တယ်အဲ့လိုအသက်ခံရရတယ်ဆိုလို့ရှိရင်ရဲတဖွဲကလည်းဘာမှမလုပ်ပေးပါဘူးခင်ဗျာအဲ့ခါကျတော့ဒီအဖွဲကိုအသုံးချပြီးတော့ပေါ့နော်အချင်းချင်းမကျင်တတ်လို့တတ်တာတွေလည်းအများအပြားရှိတယ်လို့အဲ့ဒီအဖွဲရဲ့လူတွေကလည်းပေါ့နော်ဒီစေတမမဟုတ်ပဲနဲ့သူတို့ရဲ့ပုံကူရေးရမကျင်တတ်တာじゃပေါ့နော် တပ်ဖြတ်တာတွေရှိတယ်ပြီးနိုင်ငံရေးသမားတွေပါပါတယ်အဲ့ဒီမှာအဲ့ဒီခါကျတော့ပြည်ထနာပူဆိုးလာတယ်တတ်ခံရတယ်ဒီမှာဒီအသက်မပြည့်သေးတဲ့ကလေးတွေပါပါလာတာပါအဲ့ဒီခါကျတော့ပြည်ထနာပူပြီးတော့ကြီးလာတယ်လူကိုရင်သမားတွေကနေပြီးတော့ဒီဒူတာတီးရတော့မဟုတ်တော့ဘူးကွာလူကိုရင်ချိုးဖောက်နေပြီးဆိုပြီးတော့ပြောလာပါတယ်ဟုတ်ဒူဒါဒီယာဘောနော်လူခွင့်ရင်သမားတွေကိုလည်းပတ်ဆဲတာပါခင်ဗျကုလသမဂ္ဂကပြောရင်ကုလသမဂ္ဂကဆဲတာပါ ဒီအဖွဲအလုံးမဖြစ်တဲ့အဖွဲပေါ့နော်ဘာမှအတုံးမကြောက်ဘူးအဲ့လိုမျိုးပြောတာပါခင်ဗျာဒါဒီတာမန်ပေါ့နော်ကျွန်တော်တို့လိုမျိုးတာမန်လူတွေကပြောရင်ဘာပြဿနာမှမရှိပါဘူးဒါနိုင်ငံတစ်ခုရဲ့ခေါင်းဆောင်အောင်ပြောရဲဆိုရင်တော့ပြဿနာရှိပါတယ်ခင်ဗျာနောက်ဆုံးပေါ့နော်အာကျူအန်ထွက်မယ်လို့တော့လောက်တာပါခင်ဗျာအဲ့လိုမျိုးอ่ะသူကအမေရိကန်တမတာပါဘာမှတော့ကဒီဖိလစ်ပိုင်ရဲ့ဒီမူရေးစစ်ပွဲနဲ့ပတ်သက်ပြီးတော့ဒီဝေဖန်တာပေါ့နော်အဲ့ဒီခါကျတော့ โอบามาว่าเซราပါခင်ဗျာဒူလုံမသားတို့ပါလို့အဲ့လိုမျိုးဆဲတာပါအဲ့ဆိုဒီโอบามาနေပြီးတော့ဗောနဖိလစ်ပိုင်စီကိုလာမဲ့ခီးစင်မှာစိတ်ဆူဖြတ်သိမ်းလိုက်ပါမလာတော့ပါဘူးအဲ့ဒီကကြတော့ဖိလစ်ပိုင်နဲ့ဒီအမေရိကန်ဆိုတာအရင်တည်းကဗောနမဟာမိတ်နိုင်ငံတွေပါခင်ဗျာဒူတာဒီလက်ထက်မှာကြတော့ဖိလစ်ပိုင်နဲ့အမေရိကန်ဗောနစစ်စင်ကြီးကပို့ပြီးတော့ဝေးကွာသွားပါတယ်ပြီးရင်သူကိုယ်တိုင်လည်းဗောနအမေရိကန်ကိုမိခိုနေတာလေရှော့ချမယ်ဆိုပြီးလောက်တာပါခင်ဗျာအဲ့လိုနဲ့နောက်ထပ်ပြဿနာတစ်ခုကကြတော့ IS တွေပေါ့နော်ဖိလစ်ပိုင်မှာရောက်နေပြီဆိုတဲ့သတင်းပါခင်ဗျာဖိလစ်ပိုင်အာဏာပိုင်တွေကပေါ့နော်ဒီမွတ်စလင်ခွဲတော်ရေးတမားတွေကို IS တွေလို့သုံးတော့မကြိုက်ပါဘူးဒါပေမဲ့ဒူတာတရားမရပါဘူးသူကနေထားကြုံညတာပေါ့နော်ဒါ IS တွေဒီငေါနိုင်ငံအနှံ့မှာရောက်နေပြီတခါလုံးမှလည်းအနှံ့ရောက်နေပြီဆိုပြောတာပါအဲ့ဒီချိန်ကဒီ IS တွေဆိုလို့ရှိရင်ဒီတကဘာလုံးကလန့်နေတဲ့အချိန်ပါ ဂျန်ဖတ်သမားတွေဘယ်နေရာမှာဒုက္ခပေးမလဲမသိဘူးဆိုပြီးတော့ဗောနော်လမ်းနေတဲ့အချိန်မှာခင်ဗျာဖိလစ်ပိုင်မှာကျတော့ဒီအဟန်စတီဆိုတာဒီမွတ်စလင် ခွဲထွက်ရေးသမားဗောနော်သူတို့ကကျတော့ဒီအင်ဒိုနီးရှားတော့မလေးရှားတော့ဗောနော်ဒီဘက်ချန်ကတ်နေတဲ့နေရာဒေသမှာမင်းဒါနာကိုကျွန်းကဒီမွတ်စလင်အများစုနေထိုင်တဲ့မာယာဝီမြို့ကိုမွတ်စလင်ခွဲထွက်ရေးသမားတွေကသိမ်းပိုင်လိုက်ပါတယ်ခင်ဗျာပြီးလို့ရှိရင်ဒီသူတို့ကဗောနော်ဖခင်ကြောင့်နေတိုက်ခိုက်တာပြီးပြည်သူတွေပြန်ပြီးဆွဲတာလို့တို့တို့တခြားမွတ်စလင်နိုင်ငံကသူတွေလည်းပဲပါဝင်ပါတယ်ခင်ဗျာပြဿနာပို့ပြီးတော့ရှုပ်ထွေးသွားတာကတော့မာဒါနာကိုကျွန်းဗောနော်ဒါ အစ္စလာမ်နိုင်ငံလို့ဆိုပြီးတော့ဇီလင်ခွဲထွက်ရေးတမားတွေကကြီးညာလိုက်တာပါပြီးတော့ဖိလစ်ပိုင်တမားကနေပြီးတော့ဟာတာ ISDB ဆိုပြီးတော့ဗောနော်ဒီဖွဲ့စည်းကိုအပြင်းထန်နှိပ်ကွတာပါခင်ဗျတိုက်ခိုက်ရေးတမားတွေဗောနော်ဒီစစ်တပ်ပိုင်းကကာကွယ်ရေးပိုင်းကလူတွေကြတော့ဒါ ISD လို့မတုံချင်းပါဘူးဘာဖြစ်လို့ဆိုတော့ဒါမူဆလင်ခွဲထွက်ရေးတမားတွေပဲတုံလို့ရှိရင်ကဘာအိုင်ဟုံမဆိုင်ပါဘူးကဘာအိုင်ဟုံမဆိုင်လို့ရှိရင်သူတို့စိတ်ကြိုက်တိုက်လို့ရပါတယ်ဒါမဲ့ ISD လို့တုံလိုက်တဲ့ခါကျတော့ကဘာနေပြီးတော့ဖိလစ်ပိုင်နိုင်ငံကိုအခုကြီးအားကြီးပြီးတာတော့မှန်တယ်ဒါမဲ့တိုက်ခိုက်ရေးတမားတွေကဒီစစ်ပဆိုင်ရာလူတွေအရဗောနော် စီနဲ့ကန်နဲ့တိုက်နေရပါတယ်တိုက်ချင်တော့တိုက်လို့မရတော့အားချောင်မလို့သမ္မတဘောနော်မကြီးညာဘောအဟန်စီလို့မတုံးဘူးပြောပြမိမယ်ပထမသမ္မတတော့မရပါဘူးအာအဟန်စီငါတို့နိုင်ငံရောက်နေပြီဒုက္ခပေးနေပြီအာရစတော့မယ်ဆိုပြီးတော့တိုက်ခိုက်ပါနောက်ဆုံးမှာတော့နိုင်သွားတာဘောနော်ဒီမွဆလင်ခွဲတော်ရဲ့တမားတွေကိုတိုက်ခဲတဲ့အနေပတ်သက်ပြီးတော့လေအဲ့ဒီချိန်တော့ဘောနော်ကဘာလုံးကအာယုံစိုက်ခဲ့ကြပါလားခင်ဗျအားချောင်မလို့ပြည်တွင်းမှာရောပြီးပါမှာပါဘောနော်သူပို့ပြီးတော့တိလာတယ်ပြည်သူထောက်ခံမှုကအများပြားရရှိတာပါ ူကအဲ့ချိန်မှာနိုင်ငံတမနာဆိုတာအတက်လူလူခေါင်းဆောင်ပုံစံမျိုးဖြစ်လာတာပါခင်ဗျာဒါမဲ့2018လောက်ရောက်တဲ့အချိန်မှာတော့ INC ကနေပြီးတော့ဒူတာတေးကိုဒီသူ့ရဲ့မူရင်းစစ်ပွဲနဲ့ပတ်သက်ပြီးတော့ပြီးလို့ရှိရင်အရင်ပေါ့နော်ဒါဘာကိုမြို့မှာမြို့တော်ဝင်အဖြစ်လုပ်ခဲ့တဲ့အချိန်တုန်းကပေါ့နော်ဒီဒါဘာကိုလက်မညှိုးအဖွဲ့တွေကိုအုံပြီးတော့ရာဇဝတ်သားတွေကိုပေါ့နော်နှိမ်နှင်းတပ်ဖြတ်ခဲ့တဲ့အကြောင်းအရာတွေကိုစုံစမ်းစစ်ဆေးရေးတွေစလုပ်ပါတယ်ခင်ဗျာဒီအချိန်ကဖိလစ်ပိုင်နိုင်ငံဆိုတာ INC အဖွဲ့ဝင်နိုင်ငံပါဆိုတော့သူ့ကိုလည်းပဲအဲ့လိုမျိုးလောက်လာရော2019မှာပေါ့နော် ဒူတာဒေးကနေပြီးတော့ IC အဖွဲ့ကနေနှုတ်ထွက်လိုက်ပါတယ်ခင်ဗျာအဲ့လိုနဲ့သူရဲ့လုပ်ရည်တွေကိုကြည့်ပြီးတော့အမေရိကန်နေပြီးတော့အရင်ကပေါ့နော်ဒါလက်နဲ့ထောက်ပံ့တာလေးရှိတဲ့အတွက်ကြောင့်မလို့ဒီဖိလစ်ပိုင်လက်နဲ့မထောက်ပံ့တော့ပါဘူးအဲ့ဒီခါကျတော့သူကနေပြီးတော့အကေဘယ်လိုမထောက်ပံ့လဲကိစ္စမရှိဘူးပေါ့နော်ငါတို့မှလက်လုံးသက်သက်တွေရှိတယ်ပြီးလို့ရှိရင်ရုရှားတို့တရုတ်တို့စီက ်ဝယ်မယ်ဆိုပြီးတော့ရုရှားလိုတရုတ်လိုနဲ့ပေါ့နော်ကောင်းမွန်တဲ့ဆက်စပ်ရေးတစ်ခုဖြစ်ဖို့ပေါ့နော်ပို့ပြီးတော့တည်ဆောက်လာပါတယ်အမှဖိလစ်ပိုင်နဲ့တရုတ်ဆိုတာမတည့်ပါဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်တောင်တရုတ်ပင်လယ်တွေမှာပေါ့နော်ဒါမကြာခဏတည်နေမှာလည်းတွေးမှာပါခြေပိုင်နဲ့အငင်းပါမှုတွေဒီတရုတ်ကနေပြီးတော့ပေါ့နော်နေအနိုင်ကျင့်နေတဲ့ပုံစံမျိုးတက်ရောက်ပါတယ်အားကြောင့်မလို့ဖိလစ်ပိုင်နိုင်ငံသားတွေနဲ့ဒီတရုတ်နိုင်ငံဆိုတော့လောကမတည့်တဲ့နိုင်ငံပါခင်ဗျာဒါပေမဲ့သူလက်ထက်မှာကြတော့ဒီလူတွေမတင်သားလောက်အောင်ပေါ့နော်အမေရိကန်နဲ့နည်းနည်းဝေးကွာသွားပြီးတော့တရုတ်နဲ့ ပို့ပြီးတော့နီကယ်ရဲ့စစ်ဆင်ရေးကိုတည်ဆောက်တာပါခင်ဗျာအဲဒါကြောင့်မလို့လည်းပဲတရုတ်ရုရှားတို့နဲ့ပေါ့နော်ပို့ပြီးတော့နီကယ်ရဲ့စစ်ဆင်တည်ဆောက်နေတဲ့အတွက်ကြောင့်မလို့သူလည်းပဲဒီလိုအာဏာရှင်ဖြစ်နေတယ်လားမသိဘူးဆိုပြီးတော့ပြည်သူတွေကနေပြီးတော့ဒီဝေဖန်တာတွေဒေါ်စားတွေလှုပ်လာတာပေါ့နော်အဲ့လိုနဲ့ပြည်သူတွေကနေပြီးတော့သူ့ရဲ့လုံပုံကင်ပုံတွေရောပေါ့နော်ရာဇဝတ်သားတွေကိုလည်းပဲပြင်းပြင်းထန်ထန်နှိမ်နင်းတဲ့ပြလို့ရှိရင်ပြောချင်တာပြောလှုပ်ချင်တာလှုပ်နေတဲ့ပုံစံမျိုးတက်ရောက်နေတာပါခင်ဗျာပြည်တွင်းကလူတွေရောပြည်ပလူတွေရောပေါ့နော်ဟာဒီလူကဒီမာကုတ်လိုမျိုးပေါ့နော်အာနာရှင်ထပ်ဖြစ်လာမှမသိဘူးပေါ့နော် ။ဘာဖြစ်လို့လဲဆိုတော့အာနာရှိတဲ့ချိန်မှာအာနာကိုကတော့လုံလုံကြီးအသုံးပြုတာနဲ့ပြီးပြီးသူတွေကတော့ဖိနှိပ်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီလူကအာနာလည်းလုံလုံကြောက်လာပါလား။ငါမှသာအာနာမရှိရင်ဘယ်လိုလုပ်မှလဲဆိုပြီးကြောက်တာပေါ့နော်။အဲ့ဒီတည်ရင်လည်းပဲသူကြားတဲ့ချိန်မှာပေါ့နော်။သူကနေပြီးတော့ဒီရဲတပ်ဖွဲ့တွေစစ်သားတွေကိုခေါ်ပြီးတော့ပေါ့နော်။ငါတကယ်လို့ဒီအာနာရှင်ဖြစ်တော့မယ်။အာနာရှင်ပုံစံမျိုးဖြစ်နေပြီဆိုလို့ရှိရင်ပေါ့နော်။ငါ့ကိုမေးလို့တက်ပြစ်လိုက်ပေါ့နော်။ငါနောက်တော့မဟုတ်ဘူးဆိုပြီးအဲ့လိုပြောတာပါခင်ဗျာ။အားကြောင့်မို့သူ့ကောနော်လူစုလားလူကောင်းလားဆိုတော့အခုချိန်ဒီဖိလစ်ပိုင်နိုင်ငံမှာဘဒုမေးတာလဲပုံမူတည်ပြီးတော့ကွဲပြားနေစေပါပဲခင်ဗျာ။ဖိလစ်ပိုင်နိုင်ငံ ငံဆိုတာတမတာပေါ့နော်6နှစ်တက်တန်တစ်ချိန်ပဲလုပ်လို့ရတာပါခင်ဗျာအဲ့တော့သူရဲ့တမတာဒီပြည်ကနေအချိန်မှာ သူကနေပြီးတော့ဒုတမတာလုပ်ဖို့ပါဖို့တည်နေပါထွက်ခဲ့ပါသေးတယ်ဒါပေမဲ့မလုပ်ဖြစ်ဘူးပေါ့နော်အရင်ကသူနဲ့မတည့်တဲ့ဒီနိုင်ငံရေးရန်သူပေါ့ဒီမာကွန်မီတာစုနဲ့မဟာမဲပြုပြီးတော့ဖာလီနန်မှာကိုယ့်ရဲ့သားပေါ့နော်ဒီဂျူနီယာမှာကိုကနေပြီးတော့တမတာဖြစ်လာပါတယ်ခင်ဗျာ ီဒူတာတရဲ့တမီးကလည်းပဲဖိလစ်ပိုင်နိုင်ငံရဲ့ဒုတမနာဖြစ်လာပါတယ်ခင်ဗျာဂျူနီယာမာကိုဆိုတာဒီဖာဒီနန်မာကိုရဲ့သားပါခင်ဗျာအရင်အာနာရှင်ဟောင်းရဲ့သားပေါ့နော်အဲ့ဒါကိုတမနာဖြစ်အောင်ဒူတာတွေမိသားစုကနေပြီးတော့အများကြီးထောက်ပံ့ပေးခဲ့ကြပါတယ်ကိုဂျူနီယာမာကိုတမနာဖြစ်လာတဲ့အချိန်မှာ ICC ကနေပြီးတော့ဒီဒူတာတွေဒီဂျူရွန်ခဲ့တဲ့အမှုနဲ့ပတ်သက်ပြီးတော့ပေါ့နော် စုံစမ်းစစ်ဆေးဖို့ပြောတဲ့ချိန်မှာဂျူလီယာမာကိုကနေပြီးတော့ဟာငါတို့နိုင်ငံက ICC နဲ့မဆိုင်တော့ငါတို့နှုတ်ထွက်ပြီးသားနိုင်ငံပဲအဲ့တော့ငါတို့နိုင်ငံရဲ့ဓမ္မရဟောင်းဖန်ဖို့လုပ်တာငါတို့နိုင်ငံအချုပ်ချာအာဏာဘောနော်စော်ကားတာပဲဆိုပြီးတော့ ICC ကိုပြောတာပါခင်ဗျာနောက်ပိုင်းမှာတော့ဒီဒူတာလေးမီတာစုနဲ့မာကိုမီတာစုချာမှာဒီအခွဲပြဲဆက်ဆံရေးတွေရှိလာပါတယ်ခင်ဗျာဒူတာတီးရတော့မှဒီဂျာပြတ်ရွေးကောက်ပွဲမှာပါနော်သူကမျိုးတော်ဝင်အဖြစ်ပြန်ရွေးခန့်မယ်ဆိုပြီးတော့တောင်မှဒီအတန်တွေပါထွက်လာပါသေးတယ်ခင်ဗျာဒူတာလေးရဲ့တမီဒီ ဆာလာယူဒါတွေကလည်းဂျူနီယာမာကိုကိုခေါင်ဖြတ်တတ်ခြင်းနဲ့တော့လုံးကျက်မယ်တော့အဲ့လိုပြောတာပါခင်ဗျာဒါပြည်သူတရားကိုပြောတာမဟုတ်ပါဘူးဒုသမတာကသမတာကိုပြောတာပါခင်ဗျာဒါဒါကိုကြည့်မယ်ဆိုလို့ရှိရင်ဒီလွန်ခဲ့တဲ့တစ်နှစ်လောက်တည်းပါဗောနော်ဖိလစ်ပိုင်နိုင်ငံရဲ့ဒီအားကြီးတဲ့မိသားစုနှစ်စုကြားမှာအကွဲပြဲတွေဖြစ်နေပြီးအားပြိုင်မှုတွေဖြစ်နေပြီးဆိုတာကိုတော့သိလာပါတယ်အလုံးနဲ့ဒီ2025ခုနှစ်မှာတော့ကိုလက်ရှိဗောနော်ဖိလစ်ပိုင်သမတာကနေပြီးတော့ဒူတာဒေကိုယင်က အဆင်ပြေနေတဲ့အချိန်တော့က INC ရဲ့ဒီစုံစမ်းစစ်ဆေးရေးလုပ်မယ်ဆိုပြီးတော့ပြောတဲ့အချိန်မှာတော့ပါတော့လက်မခံဘူးဆိုပြီးခါခါသေးသေးညင်းနေတဲ့သူကဒီအဆင်ပြေတော့တဲ့အချိန်မှာတော့ဒီဒူရာတေးပေါ့နော်ဒါဖမ်းဖို့ခွင့်ပြုလိုက်ပါတယ်ခင်ဗျာပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကသူ့ရဲ့သူကြီးကလည်းပဲဒုသက်မထားဖြစ်နေပါတယ်အဲ့ဒါကိုဖမ်းပို့လိုက်တာပါဆိုတော့ဒါကလည်းနောက်ပိုင်းမှာဖိလစ်ပိုင်နိုင်ငံရဲ့ဒီနိုင်ငံရေးပေါ့နော်ဘယ်လိုမျိုးအပြောင်းအလဲတွေဖြစ်လာမလဲ ဘယ်လိုမျိုးစင်ခုံမှုတွေနဲ့ရင်ဆိုင်ရမလဲဆိုတာတော့ဘယ်သူမှသေချာမသိသေးပါဘူးခင်ဗျာနောက်တစ်ခုကကျတော့ဒီမှာ IC ရောက်သွားပြီဆိုတော့ IC အကြောင်းကိုအနေနဲ့ပြောပြချင်ပါတယ်ခင်ဗျာဒူတာဒီဘက်ကပေါ့နော်ဖန်ခံတဲ့အချိန်မှာဒူတာဒီကနေပြီးတော့အခုချိန်မှာသူအကြောင်းပြတာပေါ့နော်နောက်တစ်ခုက IC ဖွဲ့ဝင်နိုင်ငံမဟုတ်တော့ဘူးပေါ့နော်ဘာဖြစ်လို့ဖန်လာလဲဆိုပြီးကြောင်ပြပါဒီမှာတခြားတစ်ဖက်ကပေါ့နော် IC ကကြတော့မဟုတ်ဘူး main ကျူးလွန်ခဲ့တာတွေကဒီ IC အဖွဲ့ဝင်ဖြစ်နေစေကာလမှာကျူးလွန်ခဲ့တဲ့အတွက်ကြောင့်မို့လို့ကျူးလွန်ခဲ့တဲ့အပြစ်မှုတွေကဖန်ခွင့်ရှိတယ် ဖန်တာဆိုပြီးအကြောင်းပြပါရခင်ဗျာဆိုတော့ IC ဆိုတာလူခွင့်ရချိုးဖောက်တိုင်းဖန်ခွင့်ရှိလာပေါ့နော်သူများနိုင်ငံမှာဒီအဖွဲ့ဝင်နိုင်ငံမှာဟိုတိုရနိုင်ငံဖန်ခွင့်ရှိလာဆိုတော့အဲ့ဒီနိုင်ငံပေါ်မူတည်ပါအဲ့တော့အဖွဲ့ဝင်နိုင်ငံပြောဖန်ခွင့်ရှိလာဆိုတော့အဲ့ဒီနိုင်ငံအပေါ်ပဲမူတည်ပါရခင်ဗျာဟုတ်ဆိုဖန်လို့ရတဲ့လူကိုဖန်တယ်ဖန်လို့မရတဲ့လူမဖန်ပါဘူး IC မှာရေတက်ဖွဲ့မရှိပါဘူးသူမှတိုင်းရိုက်ပေါ့နော်ဘယ်နိုင်ငံမှာတော့ဖန်ဘယ်နိုင်ငံမှာတော့ဖန်ဆိုပြီးတော့လွှတ်နိုင်တဲ့ရေတက်ဖွဲ့မရှိပါဘူးသူရောက်နေတဲ့နိုင်ငံအဲ့ဒီပြစ်မှုကျူးလွန်သူက ူရောက်နေတဲ့နိုင်ငံဒါမှမဟုတ်သူရဲ့မိခင်နိုင်ငံကကာဝေးထားပေးမယ်ဆိုရင်ဘာမှပြဿနာမရှိပါဘူး။ဒါမိခင်နိုင်ငံဒီကောင်မလို့ချင်တော့ဖမ်းဖို့မယ်ကွာဆိုရင်တော့ဖမ်းဖို့နိုင်ပါတယ်ခင်ဗျာ။ INC ဖွဲ့မှဆိုနိုင်ငံကြီးတတော်များမပါပါဘူး။ကမ္ဘာမှာနိုင်ငံကြီးတွေဖြစ်တဲ့ဒီဒီမိုကရေစီကိုအရင်လေးစားပါတယ်ဆိုတော့အမေရိကန်လည်းမပါဘူး။ရုရှားလည်းမပါဘူး။အိန္ဒိယလည်းမပါဘူး။ တရုတ်လည်းမပါပါဘူးခင်ဗျာနိုင်ငံကြီးတတော်များမပါပါဘူးအားကြောင့်မလို့လဲအဲ့ဒီဖွဲ့ကအားနေတာပါနော်သူတို့ဖမ်းကျင်တဲ့လူကိုလည်းဖမ်းလို့မရတယ်လို့ဘန်းထုတ်ထားတိုင်းလည်းဒီနိုင်ငံကဖမ်းခွင့်မပြုဘူးဖမ်းမပုတ်ဘူးဆိုရင်ဖမ်းလို့မရပါဘူးခင်ဗျာဒါနဲ့များကွာဘာဖြစ်လို့များဒီလူတွေကိုတရားလိုက်ဆွေးနွေးရလဲပေါ့နော်ဒါနိုင်ငံရေးတိတ်ခါချတာပါခင်ဗျာဟိုမှာအဲ့ဒီနိုင်ငံဒါတရားပေါ့နော်ဒီဝန်ထမ်းထုတ်လိုက်မယ်ဆိုရင် တခြားသောဒီဂုံတွေရှိတဲ့လူတွေကနေပြီးတော့သူ့ကိုဒန်နုဆက်ဆံဖို့ဆိုတာနည်းနည်းလေးခတ်သွားပါတယ်။အာဒီကောင်ကတော်တော်ကြီးလွန်ထားတာเนาะဆိုပြီးတော့နည်းနည်းလေးပေါ့နော်အာကိုနိုင်ငံအချိုးမရှိဘူး။ ဒါမှမဟုတ်သူ့ကိုဒီမဆက်ဆံလဲရတယ်ဆိုရင်ဘာမှသူ့အတွိုင်းမှာပတ်သက်တော့ဘူးပေါ့နော်။နည်းနည်းဒန်နုဆက်ဆံမှာကြောက်သွားတာပေါ့။အဲ့လိုနိုင်ငံရေးတိတ်ခါချလိုက်တာပေါ့။အမတိတ်ခါချတယ်ဆိုတာကလည်းပဲဒီအဲ့ဒီလူကပေါ့နော်။တိတ်ခါချเสียရရှိအောင်ပါပေါ့နော်။ဒီချတဲ့တိတ်ခါတော့မရှိတဲ့လူတိတ်ခါတချဘာမှပြန်စားတာမရှိဘူးပေါ့နော်။အခုဖိလစ်ပန်မှာဖြစ်တာဆိုရင်လည်းအလိုမျိုးပါပဲဖိလစ်ပန်နိုင်ငံကဒီဒူတာတီးနဲ့အဆင်ပြေနေမယ်ဖမ်းခွင့်မပြုဘူးဆိုရင်တော့ဖမ်းလို့မရပါဘူး ကိုကအစိုးရဖိုင်းပို့လိုက်တဲ့အတွက်ကြောင့်မို့လို့ဒါသူ INC ကိုရောက်သွားတာပေါ့နော်အဲ့ဒီရဲ့အကျိုးဆက်တွေကဘာဖြစ်လာနိုင်လဲဆိုလို့ရှိရင်နောက်လူတွေကြားလို့ရှိရင်ပေါ့နော်အရင်ရလုံးမရတော့ပါဘူးဟာငါအာနာရှိနေတဲ့ချိန်မှာအရင်အလုံးလိုက်မယ်ဆိုလို့ရှိရင်ဟာအာနာမရှိတဲ့ချိန်ကျရင်နောက်တက်လာတဲ့လူတွေကဘာမှမကြိုက်ဘူးငါနဲ့အဆင်မပြေဘူးဆိုရင်ဖိုင်းပို့လိုက်နိုင်ပါတယ်အခုဖိလစ်ပိုင်နိုင်ငံကိုကြည့်မယ်ဆိုရင်ဒါအဆင်ပြေနေတော့ဘာမှပြဿနာမရှိဘူးဒီ INC တော့ရန်တွေးလိုက်တည်တာပေါ့နော်အဆင်လည်းမပြေတော့ဘူးဆိုရင်မင်းတို့ဥပဒေတိုင်းလောက်ကွာဆိုပြီးလှုပ်ပြီးလိုက်တာပါ အဲ့လိုမျိုးပြဿနာတွေကြုံရနိုင်ပါတယ်ခင်ဗျာဗီဒီယိုလေးကလည်းတော်တော်ရှင်းနေပါတယ်ခင်ဗျာနောက်ဆုံးတစ်ခုအနေနဲ့ဖိလစ်ပိုင်တမန်တာပေါ့နော်ဒီဒူတာလေးဆိုတာလူဆိုးလားလူကောင်းလားပေါ့အဲ့ဒါဘယ်သူ့ကိုမေးလဲလို့ကျွန်တော်ပြန်မေးရပါလိမ့်မယ်ဘာလို့ဆိုတော့ဒူတာလေးဆိုတာဒီပြောဆိုနဲ့ပတ်သက်ရင်တော့ပေါ့နော်ဒေါ်နယ်ထရန့်လို့လို့ပါပဲဘာတွေလျှောက်ပြောမှမသိပါဘူးပြောပြီးတော့လုံးရှင်းရလုံးတယ်ပြောရှင်းရပြောနေတဲ့လူကအရင်ခက်မှန်ခက်ပါတယ်ခင်ဗျာစိတ်ကလည်းဆက်ပါတယ်ဆိုတော့ဥပမာ तू ပြောခဲ့တဲ့စကားတွေကဆိုရင်ဒီဘာနိုင်ငံမှာပေါ့နော်ဒီမွေးရစီဆွဲနေတဲ့ तू ၃တန်းလောက်ရှိပါတယ် အဲ့ဒီလူတွေကဟစ်တလာဂျူးတွေတတ်တယ်လို့မျိုးငါတတ်ပြစ်ချင်တယ်ဆိုပြီးပြောတာပါအဲ့ဒါအာမန်လူတွေကပြောဘာပြဿနာမှမရှိပါဘူးတမနာတယောက်ပြောတဲ့ခါကျတော့ဒီနိုင်ငံတကာမှာရှိနေတဲ့ဂျူးတွေအထူးသဖြင့်ဒီအစ္စရေးနိုင်ငံဆိုလို့ရှိရင်ပေါ့နော်အများကြီးဆုံးချတာပါခင်ဗျာ ဟာငါတို့တက်ခံရတဲ့ဂျူရီဆိုတာမင်းတို့စေတမားတွေလို့မဟုတ်ဘူးကွအပြစ်မရှိဘူးအဲ့ဒါကိုမင်းကစေတမားရဲ့လက်နှိုင်းရလာပါတော့ပြီးရင်ပြည်တွင်းမှာလည်းပဲဟာဒီဘဲကဟစ်တလာကိုဖြစ်ချင်နေလားမသိဘူးဆိုပြီးတော့ဒါဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်ခင်ဗျာနောက်ထပ်တစ်ခုကတော့ဒီတူတာတရားနေပြီးတော့တခါတော့ကပါတော့ဒီမိုးရေးစေဝါနဲ့ပတ်သက်ပြီးတော့တဏှာရှိလို့ဆိုပြီးဖမ်းခံရရပါတယ်အဲ့ဒါကိုသူကနေပြီးတော့ဒီကောင်တကယ်ပေါ့နော်အာပြစ်မှုကျူးလွန်ထားတယ်ဆိုရင် တပ်လိုက်ဆိုပြီးပြောထားပါခင်ဗျအဲ့လိုလူပါပြီးရင်လည်းဒါသူ့ကိုဒီအာနာရှင်ဖြစ်နေလားမသိဘူးပေါ့နော်ဒီအာနာရှင်ဖြစ်မလားဒါမှမဟုတ်တက်တန်းကုံလုံးမှာအာနာရှင်ဖြစ်ပေါ့နော်အာနာဆက်ယူထားမယ်ဆိုဘယ်လိုလုပ်မလဲဘာညာဆိုပြီးသူတွေအတန်ထွက်လာတဲ့အချိန်မှာလည်းရေတပ်ဖွဲ့တွေခေါ်ပြီးတော့ကဲငါအာနာရှင်ဖြစ်တော့မယ်တက်တန်းကုံလုံးမှာဒီမစင်ဖြူဆိုလို့ရှိရင်ပေါ့နော်ငါ့ကိုမင်းတို့ပြစ်တက်လိုက်ဆိုပြီးပြောထားတာခင်ဗျအလိုလူတရားပါသူပြောခဲ့တဲ့စကားရဲ့တည်းနောက်တော့တစ်ခုဆိုရင်လည်းပဲအဲသူကလည်းလူတက်ဖို့လေဆိုလေဟိုရှောက်ပြောနေတာပါသူက ပြီးရင်ခါတော့ဆိုရင်လည်းဒီသူ့လက်အောက်မှာရှိတဲ့ဒီဝင်ကြီးတွေကိုပြောတာပါခင်ဗျာအာတကယ်လို့ဟာနော်ဒီပြည်သူ့ဗဏ္ဍာငွေတွေအလွဲသုံးစားလုပ်မယ်လက်စားမယ်ဆိုလို့ရှိရင်ငါ့မင်းတို့လိန်နဲ့ခေါ်ရမယ်ခေါ်ပြီးတော့အပေါ်ရောက်မင်းတို့တွန်းချလိုက်မယ်ဆိုပြီးပြောတာပါငါအရင်ကလည်းလှုပ်ဖူးတယ်နော်နောက်တစ်ခါလည်းငါလှုပ်ဝမ်းမလေးဘူးဆိုပြီးတော့ဒါသူ့လက်အောက်မှာရှိတဲ့ဒီဝင်ကြီးတွေကိုပေါ့နော်ပြောတာပါခင်ဗျာအလိုလူတရားပါသူကဆိုတော့သူကလူဆိုးလားလူကောင်းလားပေါ့နော်အဲ့ဒါဘယ်သူမှမေးတာလဲလို့ကျွန်တော်ပြန်မေးရပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီ မိုးရစီဝါကြပေါ့နော်သူတို့ရဲ့မိသားစုသူတို့ရဲ့ဒီအတိုင်းအတိုင်းသူတို့ရဲ့တငယ်ချင်းတွေကဒီမိုးရဂိုင်းကောင်းဆောင်နေဒါမှမိုးရရောင်းတဲ့သူတွေကအာတက်ဖြတ်ထားတာခံရတယ်ဒါမှမဟုတ်ရင်သူတို့ရဲ့တာသမီးကလေးလေးတွေပေါ့နော်မိုးရစီသမားတွေကဒီ ဖျားယောင်ပြီးတော့ဒါမှမဟုတ်ချင်းချောက်ပြီးတော့ဈေးရောင်းခိုင်းတာဒီဈေးလိုက်ပို့ခိုင်းတာလုပ်ရင်းနဲ့ဘဝပြတ်သွားတဲ့မိသားစုအတိုင်းဝိုင်းကိုတော်မိမယ်ဆိုရင်တော့ဟာဒူဒါရေးလို့ရမှန်တာပေါ့ဒီဈေးသမားတွေဒီမွေးခေါင်းဆောင်တွေကိုတပြစ်တင်တာပေါ့ဟာဒူဒါရေးမှန်တာပေါ့လို့ပြောပါလိမ့်မယ်ခင်ဗျာဒါပေမဲ့ဒီမွေးဈေးဝါလည်းမလုပ်ဘူးဘာမှမလုပ်အေးအေးဆေးနေတယ်ဒါပေမဲ့တနေ့မှသူတငငချင်းနေရဒါမှသူအတိထဲကတရားရောက်ကပေါ့နော်အသက်ခံလိုက်ရတယ်ပြီးရင်တက်ပြီးတော့ဒီလက်ထဲမှာပေါ့နော်တည်နေတဲ့အလောင်းရဲ့လက်ထဲမှာငွေစီလေးထည့်တာ ဟာဒီကောင်စေးသမားမို့လို့တက်ပြစ်တာကွာဆိုပြီးတော့ဒီပတ်ဝန်းကျင်ကိုတည်င်းလွှေ့လိုက်တယ်ပေါ့နော်အဲ့လိုလှုပ်တာခံထားရတဲ့အတိုင်းဝိုင်းလူတမေးမယ်ဆိုရင်တော့ဟာဒူတာလေးလွန်တာပေါ့ဒီဥဒေမဲပေါ့နော်ပြင်းမရှိတဲ့လူတွေရောအကုန်လုံးဒီတိုင်းတက်ချင်တိုင်းတက်နေတာဒူတာလေးလွန်တာပေါ့ဒူတာလေးမှားတာပေါ့လို့ပြောကောင်းပြောပါမယ်ခင်ဗျာအခုချင်းတိကိုဖိလစ်ပိုင်နိုင်ငံမှာကြားတဲ့လူတွေရှိတယ်မကြားတဲ့လူတွေကလည်းဒူနဲ့ဒေးပါပဲခင်ဗျာနောက်ဆုံးအနေနဲ့ပြောချင်တာကတော့ဒီရာဇဝမှုကျူးလွန်တဲ့သူတွေပေါ့နော်အပြစ်ပေးတာကောင်းပါတယ်မှန်ပါတယ်ခင်ဗျာဒါပေမဲ့ တရားဥပဒေနဲ့တရားရုံးကနေပြီးတော့တည်တည်ချာချာပေါ့နော်စီရင်တာမဟုတ်ပဲနဲ့တနတ်နဲ့ဒါတည်တည်နဲ့ရှင်တည်နဲ့ဆိုပြီးတော့လိုက်ဆုံးဖြတ်ခိုင်းမယ်တနတ်နဲ့စီရင်ချက်ချမယ်ဆိုရင်တော့အရာသူ့အမားနဲ့ကိုယ်အလုံးဖြစ်သွားတတ်ပါတယ်ခင်ဗျာအခုပြဿနာကိုကြည့်မယ်ဆိုလို့ရှိရင်လည်းယူတာတီကသူ့စိတ်ရင်ထဲမှာပေါ့နော်စီသမားလို့တန်တရားရှိတဲ့လူတွေကိုတပ်ပြစ်ခြင်းစိတ်ရှိခြင်းမှလည်းရှိမယ်ဒါပေမဲ့တရားဥပဒေနဲ့တရားရုံးနဲ့ပေါ့နော် တတိချာချာစစ်ဆေးပြီးတော့မှပြည့်ရှိသူကိုပြစ်ပေးပြီးတော့ပြင်းမရှိသူကိုလွှတ်တာမဟုတ်ပင်နဲ့စေထောင်းအမှန်တပစ်တန်လိုက်ဆိုပြီးတော့ဒီတဏ္ဍနဲ့လိုက်ပြီးဆုံးဖြတ်ခိုင်းတာကတော့ဒါသူ့အမားနဲ့ကိုယ်လုံးဖြစ်သွားပါတယ်ခင်ဗျာဆိုတော့ဗီဒီယိုလေးကိုဆုံးလို့ကြည့်ရှုပြီးသူအားလုံးပြန်ကြည့်ကြည့်ပါလိမ့်ခင်ဗျာဒါဗီဒီယိုကိုလည်းဆုံးပြီးပါ What is the law and what is the crime that I committed? Just to me now. illegal cases might like be in here.